ားလုံးပဲမင်္ဂလာပါရှင်။အခုတင်ဆက်ပေးမှာကတော့တငယ်ချင်းသုံးယောက်ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတုန်းကရွာလေးတစ်ရွာမှာဝါဆိုးမောင်ဖုံးနဲ့တပေါင်းဆိုတဲ့တငယ်ချင်းသုံးယောက်ဟာအရန်ကိုခင်မင်းရင်းနှီးစွာနေထိုင်ကြပါတယ်။သူတို့ဟာအမြဲတမ်းတူတူစော်ကစားအတူတူအလုပ်လုပ်ပြီးဘယ်တော့မှမခွဲကြပါဘူး။ ဒီနေ့မှာတော့ကင်ချင်မာရဲ့ဖန်တီးမှုကြောင့်သူလူထဲကအဝါဆိုဟာတိုင်းပြည်ရဲ့ဘရင်ဖြစ်လာခဲ့ပါတယ်။ရွှေနန်းတော်ကြီးတဲကိုရောက်သွားတဲ့အခါမှာတော့သူ့ရဲ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဘရင်ဖြစ်လာတဲ့အဝါဆိုဟာ သူ့တငယ်ချင်းတွေကိုမမေ့ပါဘူး။မောင်ဖုံးနဲ့တပောင်းကိုနန်းတော်ရဲကိုခေါ်တွေ့ခဲ့ပါတယ်။မောင်ဖုံးဟာအရင်ကလိုပဲပွန့်ပွန့်လင်းလင်းနဲ့ဝါဆိုမင်းဘရင်ဖြစ်သွားပြီမဲ့အရင်ကထက်ပိုပြီးတော့တင်းမာနေသလိုပဲ။ ပြည်သူတွေရဲ့အတန်းကို နားထောင်ဖို့မမေ့နိုင်အောင်လို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားတော့ဘရင်ဝါဆိုဟာအယံကိုဆေးဆိုးသွားပါတယ်။မင်းကငါ့ကိုလူတွေရှေ့မှာအဆက်ခွဲရဲတယ်ပေါ့ဆိုပြီး မောင်ဖုံးကို ထောင်ထဲမှာ အပြစ်ပေးဖို့အမိန့်ချလိုက်ပါတယ်။ အဲဒီနောက်မှာတော့တပောင်းရဲ့အလှည့်ရောက်လာပါတယ်။တပောင်းကတော့အယူအသည်ပေးပြီး အရှင်မင်းကြီးအရှင်ရဲ့တငယ်ချင်းမောင်ဖုံးဟာအရှင်ကိုချစ်တဲ့စိတ်နဲ့စေတနာမှန်နဲ့ပြောတာပါ။သူ့ရဲ့စကားလုံးတွေကကြမ်းတမ်းပေမဲ့သူ့ရဲ့နှလုံးသားကတော့ရွှေနဲ့တူပါတယ်လို့ရှောက်တင်လိုက်ပါတယ်။ဒါပေမဲ့အမှန်တရားကို ပြောတဲ့အခါမှာတော့ပညာရှိတွေဟာ ပြားရည်လိုချူတာတဲ့စကားလုံးတွေနဲ့ထုတ်ဖို့တင်ပြတတ်ကြပါတယ်။ အဲ့ဒီအခါမှာနားထောင်ရတဲ့သူတွေအတွက်လည်းပို့ပြီးတော့လက်ခံနိုင်စွမ်းရှိပါတယ်ဖရားလို့ဆက်ပြီးရှောက်တင်လိုက်ပါတယ်။တပောင်းရဲ့ပညာရှိဆန်တဲ့စကားကိုကြားတော့ဘင်းယင်ဝါဆိုဟာ အမှန်တရားကို သဘောပေါက်သွားပါတယ်။သူဟာမောင်ဖုံးရဲ့ယူတာမှုနဲ့တပောင်းရဲ့တမာတမတ်ကြမှုကိုနှစ်ခုလုံးတံပိုးထားတဲ့ဆိုတာကို နားလည်သွားပါတယ်။ နောက်တစ်နေ့မှာတော့ဘရင်ဝါဆိုဟာမောင်ဖုံးကို ထောင်ထဲကနေလွှတ်ပေးလိုက်ပါတယ်။ပြီးတော့သူ့ကိုမောင်ဖုံးမင်းရဲ့ရိုးသားမှုနဲ့အစာအသောက်အပေါ်မှာရှိတဲ့အာယုံဆိုင်မှုကနန်းတော်ရဲ့စပိုးဆောင်အတွက်အသင့်တော်ဆုံးပဲဆိုပြီးတော်ဝင်စပိုးမှုချုပ်အဖြစ်ခန့်အပ်လိုက်ပါတယ်။ ပြီးတော့တပေါင်းကိုလည်းတပေါင်းမိရဲ့ဉာဏ်ပညာနဲ့တင်မွေးတဲ့စကားပြောဆိုမှုကငါ့အတွက်အဖို့မဖြစ်နိုင်တဲ့အကြံဉာဏ်တွေပေးနိုင်လိမ့်မယ်ဆိုပြီးသူ့ရဲ့အကြံပေးအမှတ်ကြီးချုပ်ဖြစ်ခန့်အပ်လိုက်ပါတယ်။အဲဒီနေ့ကစပြီးတငယ်ချင်း300ဟာသူတို့ရဲ့နေရာအမှန်မှာအသီးသီးတန်ဝင်ထမ်းဆောင်ရင် တိုင်းပြည်ကြီးကို အတူတကွကောင်းမွန်အောင် အုပ်ချုပ်သွားကြပါတော့တယ်။ယောသားမှုနဲ့ တန်တမန်ကြမှုဟာနှစ်ခုလုံးအရေးကြီးတယ်ဆိုတာကိုသူတို့ရဲ့ပုံမြင်ကသတိပြနေခဲ့ပါတယ်။ပုံမြင်လေးရတော့ဒါပါပဲရှင်။အဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။